ထမင်းဆွဲခြင်းကိုကျမရင်းနှင့်ညီညွတ်စွာဖျက်တောက်ခြင်း၁ထမင်းဆွဲသူသည်ဆေးဆွဲနေသူကဲ့သို့ခံစားနေရခြင်း၏အမှန်တရားမြန်မာလူမျိုးများစုနေစဉ်ကြုံတွေ့နေရတဲ့လက္ခဏာတစ်ခုရှိပါတယ်ထမင်းကိုအချိန်လွန်သွားလို့မစားရရင်ကတုံကင်းဖြစ်တာ အသားတွေတုံတာယူးကျင်တယ်လို့ဒေါသထွက်တယ်လို့စိတ်တွေရိုင်းတာတွေဖြစ်ပါတယ်ဒါဟာရိုးရိုးပိုက်စားတာမဟုတ်ပါဘူး အမှန်တရားကိုရင်ဆိုင်ရပါမယ်။ထမင်းမစားရတဲ့သူတယောက်ဟာဆေးဆွဲနေသူတယောက်ဆေးမတုံရသလိုအယက်သမားတယောက်အရင်မတော့ရသလိုခန္ဓာကိုယ်ရဲ့ပြင်းထန်တဲ့ဆန္ဒပြမှု withdrawal symptoms ကိုခံစားနေရတာပဲဖြစ်ပါတယ်။ကတုံကရင်ဖြစ်ရခြင်းသိပ္ပံဤကြအဖြစ် the spike and crash ကျွန်တော်စားသုံးတဲ့ထမင်းဖြူဟာ pure carbohydrate ဖြစ်ပါတယ်။ အမြန်ဆုံးအစိတ်တက်ခြင်းထမင်းစားပြီးသည့်နှင့်သွေးတွင်တကြားဓာတ်ဂလူးကို့စ်သည် အလွန်လျင်မြန်စွာထိုးတက် spike ဖြစ်သွားပါသည်အင်ဆူလင်အလွန်ကြုံထွက်ရှိခြင်းခန္ဓာကိုယ်ကထိုးလွန်ခဲ့သောတကြားဓာတ်ကိုလျင်မြန်စွာ ထိန်းချုပ်ရန်အင်ဆူလင်ကိုအတင်းအာတမထုတ်လွှတ်ပါသည်အစိတ်ဖြတ်သလိုခံစားရခြင်း ထိုအင်ဆူလင်လွန်ကဲမှုကြောင့်သွေးကျွင်းတကြားတက်သည်မူလပမာဏထက်ရုတ်တရက်ပြင်းပြင်းထန်ထန်ပြန်ကျဆင်းသွားသည် crash hypoglycemia မှတ်ချက်ထိုတကြားတက်ပြင်းထန်စွာကျဆင်းခြင်းသည်သာကတုံကင်ဖြစ်ခြင်းစိတ်ခံစားချက်ရိုင်းနေခြင်းစသည့်မူရစ်ဆေးဖြတ်လက္ခဏာများကိုဖြစ်ပေါ်စေသောအဓိကအကြောင်းရင်းဖြစ်ပါသည်ထို့ကြောင့်တင်ချမင်းကိုဆွဲနေပြီဖြစ်ကြောင်းဝန်ခံလိုက်ပါ နှင့်ရှေးလူကြီးများ၏ပညာမဲ့မိခွန်များကျွန်တော်တို့မြန်မာလူမျိုးတွေဟာပညာမတတ်ခဲ့တဲ့ရှေးလူကြီးတွေရဲ့အယူဆဟောင်းများကိုဆက်လက်လက်ခံကျင့်သုံးနေကြဆဲပါထမင်းကိုကျမရေးရလျှော့ချရန်ဆွေးနွေးလိုက်လေအများစုကထမင်းမဆိုင်ချီးစားမှလားဆိုရဲရင့်တည်တဲ့အမေမျိုးကိုမေးလို့ရှိကြပါတယ်လောကရင်ထမင်းဆိုတော့အစားအစာတစ်ခုတည်းရှိသည်မဟုတ်ပါကျွန်တော်တို့ဒီလူငယ်ပိသားစွာအမြင်ကျဲတဲ့မှာသည် ထမင်းအားကိုခြင်းနှင့်အသိဉာဏ်နယ်ပါမှုများရှေးအယူဆ၏အမှားထမင်းစားမအင်အားထမင်းစားမဝမ်းပြည့်ဆိုတဲ့ဆွဲချက်ဟာလောကရဲ့နှစ်ပေါင်းများစွာကခန္ဓာကိုယ်ပင်ပန်းရတဲ့လေယာလုပ်ငန်းခွင့်အတွက်သာတင့်တော်ခဲ့ပါတယ်ခေတ္တအမှန်တရားဒီနေ့ခေစပွဲမှာထိုင်ပြီးလှုပ်လှုပ်ရတဲ့ဘဝမှာထုံမြလောက်များပြတဲ့ကာဗိုဟိုက်ဒရိတ်မလိုအပ်တော့ပါ။ပညာမဲ့ခြင်းရလတ် ထမင်းဖြူကိုသာအားကိုးခြင်းသည်ခန္ဓာကိုယ်ကိုလိုအပ်သောအမြင့်တဖိုင်ဘာအဆီကောင်းနှင့်ပြည့်ဝသောပရိုတိန်းတို့ဖြင့်ဖြည့်ဆည်းပေးခြင်းကိုညှင်းပယ်ခြင်းဖြစ်ပြီးစီးကျူသွေးကြောနှင့်အဝလွန်ခြင်းကဲ့သို့သောယောဂများကိုလက်ဆင့်ကမ်းအမွေပေးနေခြင်းပင်ဖြစ်ပါသည်၃ထမင်းဖြတ်ခြင်းဖြင့်ယောဂကင်းဝေးပြီးစိတ်တည်ငြိမ်လာမည်နီလံဆေးဖြတ်သလိုမခံစားရစေဖို့ထမင်းကိုလုံးဝမဖြတ်ပါချက်ချင်းလုံးဝမဖြတ်ပါနဲ့ ကျမရင်းနဲ့ညီညွတ်သောစာတူးစာများဖြင့်အစားထိုးခြင်းကအကောင်းဆုံးနည်းပြဟာဖြစ်ပါတယ်။ထမင်းစာပါရီစားလို့ရမလဲ။ကျမရင်းနဲ့ညီညွတ်သော အစားထိုးစာများ၁အမြင့်ဓာတ်ကြွယ်ဝသောအစားထိုးကာဗိုဟိုက်ဒရိတ်ဆန်လုံးညူ brown rice အုတ်ကြုံ oats အာတာချက်သွေးကျွင်းတခြားဓာတ်ကိုနှေးကွေးစွာတက်စေပြီး အင်ဆူလင်ရုတ်တရက်အတက်ကြမဖြစ်အောင်ထိန်းချုပ်ပေးသည်နှစ်ကစီတဲရှိဟင်းသီးဟင်းရွက်များကစုံဥရွှေဖယုံသည်ပိန်ဥပြောင်းဘူးအာတာချက်ထမင်းထက်အမြင့်တန်းနှင့်ဗီတာမင်များပိုမိုကျော်ဝသည်ထမင်းပမာဏကိုလျှော့ပြီး၎င်းတို့ကိုအစားထိုးခြင်းဖြင့်ဖိုက်ပြည့်စေသည်၃ပရိုတိန်းနှင့်အမြင့်ထက်ပါသောပဲမျိုးစုံ ပဲကြီးပဲနီလေးပဲဝါကလပ်ပင်အာတာချက်ပရိုတိန်းအလွန်များသောကြောင့်ဝမ်းပြည့်မှုကိုအချိန်ကြာကြာထိန်းပေးသည်သွေးကျွင်းတကြားဓာတ်ကိုတည်ငြိမ်စေပြီးဆာလောင်မှုကိုထိန်းချုပ်ပေးသည်ထမင်းဆွဲလန်းမှုကိုဖျက်တောက်ရန်လက်တွေ့နည်းပြုဟာထမင်း short protein တို့ထမင်း short protein တို့စားနေကြထမင်းပမာဏကိုတစ်ဝက် short ချပြီးထိုနေရာတွင် အသားငါး ဥပဲပြုတ်ခဲ့သောပရိုတိန်းဓာတ်ကိုနှစ်ဆတိုးစားပါ။၎င်းကသွေးတွင်တခြားဓာတ်အထက်ကြမဖြစ်အောင်ဓာတ်ဆီးပေးမည်။ဟင်းသီးဟင်းရွက်အရင်စား။ချမင်းမစားမီအရွက်တုပ်ဟင်းသီးဟင်းရွက်ဟင်းချိုများကိုစားခြင်းဖြင့်ဗိုက်ကိုတဝက်ဖြည့်ထားပါ။ထို့ကချမင်းကိုအလိုအလျောက်လျှော့စားမိသွားမည်။နေကုန်ကြောင့်နောင်တရပါ။ သင့်ရဲ့ထမင်းပေါ်ဆွဲလက်မှုအလေးထားဟာရှေးလူကြီးတွေရဲ့အသိပညာနဲ့ပါမှုကနေဆင်းသက်လာတဲ့ယောဂါတစ်ခုသားဖြစ်ပါတယ်။ထမင်းကိုဆေးဖြတ်တယ်လို့မဖြတ်ချင်ရင်အာဟာရပြည့်ဝတဲ့အစားအစာတွေနဲ့အစားထိုးပြီးကျန်းမာတဲ့ဘဝကိုယခုပင်စတင်လိုက်ပါတော့လို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ခင်ဗျာ။ဘဝအတွက်တန်ဖိုးရှိတဲ့အရာကိုဖျက်ဖို့မလွယ်ကူပေမဲ့တင့်ရဲ့ဇမရင်နဲ့အနာဂတ်ကားဖို့အရေးကြီးပါတယ်။ယူဘာဟပ်